ရုရှားနဲ့ယူကရိန်းတို့တွဲဆောင်ဆွေးနွေးမယ့်အစီအစဉ်ကိုတက်ရောက်ဖို့စဉ်းစားနေရလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကမေလ15ရက်နေ့ကျရင်တူရကီမှာရုရှားနဲ့ယူကရိန်းတို့ကြားတိုက်ရိုက်ဆွေးနွေးဖို့စတင်ဆိုပြုခဲ့ပြီးယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကလည်းတခြားအဆင့်အရာရှိတွေအစားသူနဲ့ပူတင်မျက်နှာချင်းဆိုင်စကားပြောလိုကြောင်းတောင်းဆိုခဲ့ပါတယ်။အမေရိကန်ဟာရုရှားနဲ့ယူကရိန်းကြားကဆက်ပွဲရဆိုင်ရအတွက်ဝင်ရောက်ညှိနှိုင်းပေးနေပြီးအပြည့်အခက်ရဆက်ရေးကိုလက်ခံဖို့ ၂နိုင်ငံစလုံးကိုဖိအားပေးနေပါတယ်။ထရန့်ဟာမေလ73ရက်နေ့မှာအရှိလေပိုင်းခီးစဉ်ဖြစ်တဲ့ Sorry Arabia ကိုရောက်ရှိနေပြီးအဲ့ဒီကနေတစဉ်တူရကီမှာရုရှား Ukraine ဆွေးနွေးပွဲကိုတက်ရောက်ဖို့ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်းဆိုပါတယ်။တူရကီစီသူသွားရောက်မယ်ဆိုရင်အထောက်ကူတခုကိုရစေမယ်လို့ထင်ကြောင်းနောက်ပြီးတူရကီမှာရုရှားနဲ့ Ukraine ဆွေးနွေးကြတဲ့အခါရလက်ကောင်တခုရလိမ့်မယ်လို့ခန့်မှန်းကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့သူကမေလ15ရက်ကျရင်တူရကီမှာတေချာပေါက်ရှိနေလိမ့်မယ်လို့တော့အမှတ်မခံခဲ့ပါဘူး။ သူကအစည်းအဝေးတက်စရာတွေဆက်တိုက်ရှိနေကြောင်းတစ်ဖက်မှာလည်းသူရဂီကိုအချိန်ရရင်တွားရောက်ဖို့စဉ်းစားထားကြောင်းဒါကဖြစ်နိုင်ခြေရှိတဲ့ကိစ္စတစ်ခုလို့ပဲလလောဆယ်သူယူဆတာကြောင်းထရန့်ကအမှတ်ချက်ပေးသွားပါတယ်ဇီလန်စကီးကတော့တကယ်လို့သာထရန့်ကိုတိုင်သူရဂီဆွေးနွေးပွဲကိုတက်ရောက်ဖြစ်မယ်ဆိုရင်ယူကရိန်းကကျေးဇူးတင်အတိအမှတ်ပြုမိမယ်လို့သဘောထားထုတ်ပြန်ခဲ့ပါတယ်နှစ်နိုင်ငံဆွေးနွေးမှုတွေမှာသမ္မတထရန့်ကကိုယ်တိုင်ကိုကြအားပေးထောက်ခံတယ်ဆိုတဲ့အခြေအနေမျိုးဟာတိတ်အရေးကြီးကြောင်း ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ထရန်ကတူရကီကိုလာရောက်တာမျိုးကိုယူကရိန်းအနေနဲ့လွတ်လာကြောင်းဇီလန်စကီကဆိုပါတယ်။ရုရှားဘက်ကတော့တူရကီဆွေးနွေးပွဲကိုပူတင်ကိုယ်တိုင်တက်ရောက်မလားတခြားအဆင့်ရရှိရဲဆဲလို့မလားဆိုတာကိုလက်ရှိအချိန်ထိအတည်မပြုသေးပါဘူး။ကရမလင်နန်တော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိကတော့ပူတင်ဟာဆက်ဆက်ဆွေးနွေးမှုလမ်းကြောင်းကနေငြိမ်းချမ်းရေးကိုရရှိဖို့အထူးတက်လဲအာတီတာရှိနေကြောင်းပြောပေမဲ့အဲ့ဒီထက်အသေးစိတ်ချက်လောက်ကိုတော့လက်တလောထုတ်ပြန်ပုံဖြစ်နိုင်သေးကြောင်းမှတ်ချက်ပေးတာပါရှင်။